အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာနှင်းတာပဲဖြစ်ပါတယ်။သုံးလပိုင်းတစ်လတာအင်္ဂါသမီးများတဲ့အထူးဟောဆရာနဲ့ရေရာလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။အင်္ဂါသမီးများတွေနဲ့ဒီလမှာအမှုခင်းကြုံတွေ့ရတာမျိုးယုံကနာတွေကိုရောက်ရတာမျိုးနောက်တရားဆွဆုခံရတာမျိုးအမှုကိစ္စနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတာမျိုး ဖြစ်ပေါ်လာတတ်ပါတယ်အကယ်၍ကိုကမဖြစ်ပေါ်လာဘူးဆိုရင်တော့မကိုကအဲ့ဒီအမှုခင်းဖြစ်တဲ့သူတွေနဲ့ဒီပတ်သက်ရတာမျိုးကိုကကြံရပါဖြစ်တာမျိုးကိုကအန်ဒီအဲ့ထက်မှဝင်ရောက်ပြီးတော့မှဒီဘောနော်ဒီပတ်သက်မိတာမျိုးကြုံရတဲ့ပုံရှိပါတယ်အဲကြောင့်ဒီလာတဲ့မှာအမှုခင်းကိစ္စနဲ့ပတ်သက်ပြီးတော့တိုင်းတော့တတိထားပါအမှုဖြစ်နိုင်မဲ့ကိစ္စမှန်များအလုံးဒီလမှာရှောင်ကျင်ဖို့ကျွန်တော်အနေနဲ့ဒီအကြံပေးလိုပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုကျွန်တော်ထိတ်ကုန်းမှာထားပြီးပြောရခြင်းကြောင့်နေရာကကြတော့ဒီလမှာဒီ ဖြစ်ညာတတ်တာကိုတွေ့ရလို့ပါနောက်ကြတော့ပါလဲဆိုတော့ဒီလမှာပါเนาะခင်ဗျားတို့လုံနေတဲ့အကိုင်းနေတဲ့ကိစ္စမှန်မှန်အားလုံးဒီဒီလမှာလုံးစရာ ရှိရာတွေကိုဖြောက်ဖြောက်စိတ်လေးအေးအေးလေးထားပြီးလုံးစရာရှိရာတွေလုံးကိုလွယ်ပါတယ်စိတ်အေးထားပြီးမလုံဘူးဆိုရင်တော့အကုန်လုံးကဒီကြိုးကြောင်တွေနဲ့ ရှိရနံပါတ်1ရေးနောက်က3 4 5လို့မျိုးဖြစ်ကုန်တတယ်အစတောင်စီမရအခြေအနေမျိုးဖြစ်တော့တတယ်ပေါ့နော်အကြောင်းမလို့စေအေးလေအင်းနေနဲ့လောက်စီရရှိရကိုလောက်ပါစိတ်မြန်လက်မြန်လုလိုက်လို့ကောင်းသွားစီရတခုမှမရှိပါဘူးအဲ့တော့ဒီလားမှာပြောချင်တာဒီအင်္ဂါသမီးများဒီဘေယာမစိတ်မြန်လက်မြန်မလောက်ပါနဲ့ဘာပဲစဉ်းစားစဉ်းစားတေချာလေးစဉ်းစားပြီးတေချာလေးလောက်ပြီးမှဆုံးဖြတ်ပြီးတော့မှလောက်ပါ ဆုံးဖြတ်ချက်မမားပါစေနဲ့ရေးရေးတိုးစဉ်းစားလိုက်တဲ့အခါလေးအချိန်တိုးလေးစဉ်းစားလိုက်တဲ့ဒိဋ္ဌာရက်တွေကမိမိကိုဒီလမှာအနှောင့်အယှက်ဖြစ်ပါလိမ့်မယ်မိမိကိုနောက်လနောက်လတွေမှာစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင်ကိုလုပ်တတ်ပါတယ်အကြောင်းမလို့ဘာပဲလုပ်လို့ဘာပဲကြိုင်ကံစဉ်းစားပါဆုံးဖြတ်ပါတည်တည်ချာစဉ်းစားဆုံးဖြတ်ပြီးမှလုပ်စရာရှိရာကိုလုပ်ပါအဲ့ဒါမှဒီတမှာအဆင်ပြေပါလိမ့်မယ်အဲ့လိုမျိုးမဟုတ်ဘူးဒီတမှာလုံးဝလုံးဝအဆင်ပြေတတ်ပါဘူးနောက်တစ်ခုကျတော့ပါလဲဆိုဒီလမှာပေါ့နော်ဒီမိမိက ဒီအချို့ကိစ္စရက်တွေကိုလုံမယ်ဆိုရင်ဥမာစီးပွားရေးအသစ်တော်လကောက်နောက်ဆိုနေရာအသစ်တော်လကောက်အဲ့လိုအွှေ့ပြောင်းလုံရင်တော့ဒီလာမှာလုံတင်နေလို့ပြောပြောနေနေပြောချင်တယ်အဲ့တော့နေရာအပြောင်းရွှေ့လုပ်ငန်းအပြောင်းပြောချင်တာတော့အပြောင်းရွှေ့တောင်းရွှေ့ရယ်ဆိုတဲ့နေရာမှာလဲပေါ့နော်ကိုကဗျာဒီတာမန်အချိန်ရနေပြီးတော့မှအလွန်မင်းကောင်းတဲ့အချိန်မျိုးကိုပြောင်းပါလားအဲ့ဒါဆိုကောင်းတယ် ဟိုကိုကအဲ့လိုမျိုးမဟုတ်ပဲနဲ့ဥမာကိုကဟိုစီးပွားတစ်ခုခုကြောင်းမလို့ဒီတစ်ခုခုရောင်းချပေးလိုက်ရပြောမှာတင်းနေရဟိုပြောင်းရမယ်ဆိုရင်ဘယ်လိုနည်းလမ်းနဲ့မှမပြောင်းပါသေးနဲ့ဟိုအဲ့လိုမကောင်းတဲ့အခြေအနေမျိုးနဲ့ကိုကပြောင်းရမယ်ဆိုရင်ဒီလောက်ဒီလောက်ကိုအကြောင်းပြုပြီးတော့ဖြည်းဖြည်းနဲ့မိမိရဲ့စုပ်ယုံမှုတွေသာပုံဖြစ်လာပါလိမ့်မယ်အကြောင်းမလို့ဒီဒီလောက်မှာအဲ့လိုမျိုးအခြေအနေမရှိခဲ့ဆိုမပြောင်းပါနဲ့အကယ်ကိုကဒီလုပ်ငန်းတစ်ခုပြောင်းတယ်ဒီအိမ်ရနေပြီးခြားအိမ်ကိုပြောင်းတယ်ဒါမှမဟုတ်ကိုကကောင်းလာဖို့အတွက်ပြောင်းတယ်ပြက်လာမှရှိဘူး ပုံမှန်ရှင်တွေကနေပြောင်းလဲပြန်လာမရှိဘူး။ဆိုးတဲ့ရှင်တွေကနေပြောင်းမှုဆိုတော့ပြန်လာရှိပါတယ်။အဲ့ဒါဆိုးတဲ့ရှင်တွေကနေဆိုတော့မပြောင်းပါသေးနဲ့။ဒီလမှာဟိုနည်းနည်းလေးပေါ့နော်။ကြည်ရအောင်ရှင်တွေဖြစ်အောင်နေပြီးတော့လုံးဝလေးလာပိုင်းကျော်တကြံကျော်ထိစောင့်ပြီးတော့မှပြောင်းပါရွှေပါကျွန်တော်ဒီနေ့ပြောချင်တယ်။ကောင်းတဲ့ပြောင်းလဲမှုမသိပြောင်းလဲမှုဆိုတော့ပြောင်းပါအချိန်မရွေးပါဘူး။ဒီလာထဲမှာစိုက်တဲ့ချိန်ပြောင်းအဆင်ပြေတယ်။နော်။အားရှိလေကျွန်တော်တို့ချင်တယ်ပြောချင်ပါတယ်။ နောက်ပြီးတော့ဒီလာထဲမှာဒီမွေးကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီဒီလာမှာဒီငားရှီယာနေပေါ့တာဝန်ခံတာမျိုးခုနအမှုကိစ္စလည်းပါတယ်ဘွားနေတော့ဂျားတွေကနေပြီးတော့မှမွေးထုတ်ချီတာမျိုးလုံးဝလုံးဝမလုပ်ပါနဲ့အဲ့လိုပဲမွေးချီတာကိုလည်းဂျားကနေပြီးတော့မှဒီနော်အမှန်ကန်လိုက်ပေးတာမျိုးလုံးဝလုံးဝမလုပ်ပါနဲ့နော်အဲ့ဒါလေးချက်ပြောချင်တယ်မွေးကြီးကတော့ဒီလာထဲမှာအရန်လည်းမတွတ်တတ်ဘူးအရန်လည်းအစိုးရဘူးပုံမှန်အနေထားပဲအတိုင်းပဲရှိနေမယ် เนาะဒီလောက်ရာရှိရာတွေပဲလောက်တာဟာလာအကောင်းဆုံးပဲပေါ့နော် အခြေရေးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်မိမိကဂျားလူတွေနောက်ပြီးတော့ဂျားလူတွေဆိုတဲ့နေရာမှာလည်းဒီဟိုတတရလူတွေပါစရုပ်လာလူတွေပါအဲ့လိုပေါ်လာမျိုးမဟုတ်ပဲနဲ့ကိုတငယ်ချင်းနေဘောင်နမသားမင်းနေမိဘမိသားစုတွေစတဲ့ဖြင့်အဲ့ဂျားတွေကြောင့်လည်းမိမိမှာမိတို့အကြည်မိမိတို့ဒီအတွဲတွေရှိမယ်နောက်တင်မရတွေရှိမယ်ဆိုရင်တော့အခက်အခဲကြီးကြုံရဖို့ရှိတယ်အဲ့တော့ ဂျားစကားတွေဂျားလူတွေရဲ့စကားတွေကိုတိုက်ရောက်မလိုက်ပဲနဲ့မိမိတို့ရဲ့မိမိတို့ရဲ့စိတ်ကြိုက်ပုံဖော်ပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့လိုပုံဖော်မှုကနေပြီးတော့မိမိရဲ့ကောင်းခြင်းတွေကိုဖြစ်လာပါလိမ့်မယ်မျိုးရဲ့ဒီကောင်းတဲ့တရားမှုတွေကိုဖြစ်လာပါလိမ့်မယ်အဲလိုမျိုးမဟုတ်ဘူးဆိုရင်မိမဆိုချိုးတရားမှုတွေကိုပဲပုံများလာဖို့ပဲရှိပါတယ်အဲ့တော့ဒီနောက်တစ်ချက်ကျတော့ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ကျမ်းမာရေးကကျတော့အဓိကကျွန်တော်တို့ဒီသွေးနဲ့ပတ်သက်တဲ့ယောဂါတွေ နောက်ပြီးရောကျွန်တော်တို့ဒီနှလုံးလို့ပေါ့နော်နှလုံးနဲ့ပတ်သက်တဲ့ယောဂါလေးဒီလာမှာသတိထားပေးပါသွေးတိုးတာတွေသွေးအားနည်းတာလေးလည်းပါပါတယ်အဲ့လိုပဲဒီနှလုံးအောင့်တာတွေမောတာတွေနှလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေမှန်မြန်အားလုံးဒီလာမှာနှိုက်တော်သတိထားပေးပါအဲ့လိုမျိုးဖြစ်လာပြီဆိုတာနဲ့အပေါ်ပါနဲ့ကုသဆရာရှိတာကုသပါစေမိဝဲတာတော့လကောက်အချိန်မီစောင့်ရပြီးကျွန်တော်နေပြောချင်ပါတယ် တော့ဒီလမှာပေါ့ရေရာနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာကတော့မိမာဒီကန်ဆိုးရာရဲ့အဆင်ပြေရာမျိုးဖြစ်လာမယ်ဆိုရင်တော့ဒီကျွန်တော်တို့မိမိတို့ရဲ့မွေးနံတောက်ဖရားမှာတွားပြီးတော့ကျွန်တော်တို့ဒီပန်းနေပေါ့နော်ပန်းပန်းနေထူပေးရာမျိုးပန်းနေကပ်ပေးရာမျိုးမှုေးတဲ့ပန်းနေကပ်ပေးရာမျိုးတို့ပေးပါ ပြီးရခါကျမိမိတို့ရဲ့အိမ်မှာပေါ့မုံဟင်းငါပေါ့နော် မုံဟင်းငါကိုမိမိရဲ့အိမ်ဖရားမှာကပ်ပေးပါဒီမိမိရဲ့အိမ်ပန်ဝန်းကျင်တွေကိုလည်းမုံဟင်းငါအလှူလေးလုပ်ပေးပါ သရုတ်ဒီဇိုင်းလေးလုပ်ပေးပါအလှူဆိုတဲ့နေရာမှာလည်းအလိုဟိုပွဲတရာပွဲနေရာမျိုးလှူရမှာမျိုးမဟုတ်ဘူးမိတက်နိုင်တဲ့ပေါ့နော်၁၀ပွဲဆိုလဲ၁၀ပွဲပွဲ၂၀လို့ပေါ်စစ်တယ်ဒါမှမဟုတ်လည်းကျွန်တော်တို့မုံရောင်းရောင်းတဲ့ဆိုင်ဒီမှာကဲကျွန်မပွဲ၂၀စာလှူခဲ့ပါတယ်အဲ့တော့ပွဲ၂၀စာစားတဲ့သူတွေအားလုံးကိုဒီဟိုအခမဲ့ကျွေးပေးလိုက်ပါဆိုတဲ့ဟာမျိုးလုပ်ပေးနေရပါတယ်ကဲအဲ့ဒါမျိုးဆိုရင်တော့အလုံးအစီအမီချုံမိကြပါစေ။ကြားလက်ကောင်းနေရရှိကြပါစေ။စိတ်အင်ထားကြပေါ်ကြမှာခြင်းနဲ့ပြေစုံပါစေကျွန်တော်လည်းညံ့ဆုံးတောင်းပေးလိုက်ရပါတယ်။